မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲလာတက်ချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲ့သူရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အချမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကယနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲသို့လာရောက်တက်ချိန်မန္တလေးမြို့နယ်တွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း February 4ရက်မှာ BWM မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ် ရှနေ့အော်တိုဘာလ၄ရက်မနက်6:55မိနစ်အချိန်မြောင်းလိုင်းကမန္တလေးတက္ကသိုလ်နှစ်တရာပြေးပွဲသို့တက်ရန်ပြည်ဦးတွင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်တွင်ခိတ္တဝင်ရောက်တဲခိုခဲ့သည်ဟုသတင်းရရှိသဖြင့်ရှော့လိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မန္တကတူရပြည်ပွဲတွင်မြောက်လိုင်းကအယက်သားပြည်သူအများအပြားကိုလူသားတိုင်းအဖြစ်အခအခွဲယူပြီးဖွဲတက်မီဖြစ်ရန်အခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိကျဖြစ်၍ပုံမှုလွယ်ကူတော်လဲအယက်သားပြည်သူများပါထိခိုက်မီကိုရှောင်ရှားလို့တော့ကြောင်းမြောက်လိုင်းခေတ္တတဲခိုရာလပခအတွင်တို့သာဖြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ပြည်သူများ၏အကခုံများဖြင့်လူသားတိုင်းလှုပ်ထားသောကြောင့်မန္တကတူရပြည်ပွဲတက်နေသောမြောက်လိုင်းကိုထပ်မံတိုက်ခိုက်ရန်အခွင့်မသာခဲ့တော်လဲလပခအတွင်တို့ဖြစ်ခတ်ထားမှုကြောင်း၎င်း၏တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း ယနေ့မစ်ရှင်မှာနိုင်ပိုင်းအတွင်လျှက်တစ်ပြက်စီစဉ်ရသောမစ်ရှင်ဖြစ်တော်လဲစစ်ကောင်းဆောင်ကိုအမှန်တကယ်ချိန်ချောက်နိုင်သောမစ်ရှင်ဖြစ်သည့်အတွက် ကုညီအားဖြင့်ပေးသောနေမီကန်မဟာမိတ်တို့ကိုအထူးကျေးဇူးတင်ကြောင်း February 4ရက်မှာ PWN တာဝန်ရှိသူကပြောဆိုပါတယ်။မင်းအောင်လိုင်လပကမှလာတဲတယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါ။ short item နှလုံးစလုံးလပကတဲ့ကိုကြားတယ်လို့သိရပါတယ်။ဖြစ်ပြီးမကြခင်မှာလေရင်နဲ့ပတ်ရှာပါတယ်။ လပခဝင်းကျင်ရောမန်းမြို့ပေါ်ရောပတ်ဝဲနေတာရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု February 4မြန်မာ BWM မှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါမစ်ရှင်ကို February 4မြန်မာ BWM အဖွဲ့ဦးဆောင်စီမံမှုဖြင့် No more deterioration NMD PDF အဖွဲ့ PBN 74 PSF နဲ့ရှင်းနာဘုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး VWN Mission 46အပြင်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယနေ့နေ့နဲ့စင်နာရီဝင်းကျင်တွင် င်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရှားပြည့်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တရားစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးရှုစစ်ဆေးခြင်းများလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတထုံမမဲယုံဆောင်လုပ်ဖို့လူလိုက်ခေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်တထုံမြို့နယ်မှာအာနာတိန်စစ်ကော်မရှင်ပြုလုပ်မဲ့ထွေထွေရွေးကောက်ပွဲအတွက်မဲယုံဆောင်လုပ်ဖို့လိုက်လံစီရင်မှုတွေရှိနေတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာတတိယဘက်ကစလို့မဲယုံလုံချုံရဲ့အတွက်ရက်ခွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကနေတက်စင်သူတို့နဲ့နီးစပ်ရာသူတွေကိုမဲယုံဆောင်လုပ်ဖို့လိုက်လံစီယုံတာတွေရှိနေပါတယ်မဲယုံဆောင်လုပ်မယ်ဆိုပါကတင်းနန်းတက်တဲ့ရက်မဲယုံဆောင်ရမယ်ရက်တွေအတွက်တရက်ကျပ်2000အပြင်ထောက်ပံ့ပစ္စည်းတွေလည်းပေးအပ်မယ်ဆိုပြီးလိုက်လံစီယုံနေတာပါကြပြင်မဲယုံဆောင်လုပ်မယ်ဆိုပါကလုံချုံရဲ့အတွက်လည်းစိတ်မပူရပဲတက်တဲ့ရဲတွေကအပြည့်အဝကာကွယ်ပေးမှာဆိုပြီးပြောဆောင်စည်းရုံးနေတာကိုတွေ့ရပါတယ် စစ်ကော်မရှင်လက်အောက်ခံရက်ခွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေကတက်စင်မေယုံဆောင်လုပ်ဖို့လူလိုက်ခေါ်နေပေမယ့်အများစုကငင်းပယ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်စစ်ကော်မရှင်ဟာမေယုံလုံခြုံရေးအတွက်တက်ရင်ဖြူစော်တီဖြူသူလုံခြုံရေးနဲ့အကြံဖတ်နှိမ့်နေရေးအဖွဲ့တွေအပါအဝင်ရက်ခွက်ကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုလည်းအတုံးပြူသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ် အာနာသိန်းစစ်ကော်မရှင်ဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ်ရွေးကောက်ပွဲပထမအပိုင်းမှာမွန်ပြည်နယ်တဲကကြိုက်ထုံတထုံမော်လမြိုင်ချောင်းစုံကြိုက်မယောမြို့နယ်တို့မှာကျင်းပပြုလုပ်သွားဖို့စီစဉ်ထားပါတယ်။ဆက်လက်ပြီးရန်ကုန်တွင်မျိုးပြပြောက်ကြားတိုက်ခိုက်မှုများရှော့မသွားသဖြင့်စစ်တပ်နှင့်ရဲအရာရှိတို့ချိန်မောင်းခံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တရားမဝင်ရွေးကောက်ပွဲရက်နီးလာသည့်အချိန်ရန်ကုန်တွင်မျိုးပြပြောက်ကြတို့ဤပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများရောကြသွားမှုမရှိခြင်းကြောင့်စစ်တပ်နှင့်ရဲအရာရှိတို့ချိန်မောင်းဖိအားပေးခံရကြောင်းသိရပါသည် မင်းအောင်လိုင်ကဇူလိုင်31ရက်တွင်ကာလုံအစည်းအဝေးခေါ်ယူပြီးနောက်စစ်ကော်မရှင်နှင့်တရားမဝင်အစိုးရအသစ်ဖွဲ့စည်းကဒီဇင်ဘာ28ရက်၌တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ပြုလုပ်မည်ဟုကြေညာခဲ့သည့်ဩဂုတ်လမှစတင်ကရန်ကုန်မြို့၌မျိုးပြပျောက်ကြားတို့၏တိုက်ခိုက်မှုများဆိတ်လာသဖြင့်ရန်ကုန်လုံခြုံရေးတာဝန်ကျစစ်တပ်နှင့်ရဲတပ်ဖွဲ့အကြီးအကဲတို့ကျိန်းပေါင်းခံရကြောင်းရန်ကုန်မြို့ရဲတပ်ရင်းရမြစ်ကသိရပါသည်။နေပြည်တော်ကနေလှမ်းငေါက်တာလို့ကြားတဲ့ရွေးကောက်ပွဲနီးလာပြီဆိုတော့ဘာသာမှမကြားချင်းဘူးပေါ့။ အခုကပေါက်ကွဲမှုတွေလည်းအရင်ထက်နည်းနည်းပိုများလာပြီးဘယ်နေရာမှာလှုပ်လှုပ်ဖမ်းမမိတော့ဘူးဆိုတဲ့အခုအကျဉ်းခံနေရတာကအုတ်ကြီးတွေရောဖြူတွေရောပါအကျဉ်းခံနေရတာလှိုင်းသားရမှာဆိုမကြသေးဘူးဘုံကွဲတန်ကြပြီးလူမမိရင်အကုန်တန်းစီပါရိုက်မယ်လို့တပွင့်နဲ့အခက်ကောင်ကအုတ်ကြီးနဲ့ဖြူတွေကိုချိန်သွားသေးတယ်ဟု၎င်းကသတင်းဌာနကိုပြောပါတယ်စက်တင်ဘာလအတွင်းရန်ကုန်မြို့၌မျိုးပြပြောက်ကြတို့၏ပြစ်ခတ်ဖောက်ကွဲတိုက်ခိုက်မှုခုနှစ်ကြိမ် ်မအောင်မြင်သောဘုံဖောက်ခွဲမှုတစ်ကြိမ်နဲ့အတီးပြူရန်စုံစမ်းနေစေသောတိုက်ခိုက်မှုနှစ်ကြိမ်ရှိကြောင်းရန်ကုန်စကောက်နက်ဝက် RSN ကထုတ်ပြန်ထားပါတယ်။ညသောအပြင်တိုက်ခိုက်မှုတွေကညဘက်တွေမှာဖြစ်ပြီးတော့ညဘက်မှာလူရှင်းနေရတာနဲ့မမိတာကိုစစ်တပ်ကမကျင်တတ်တာမိရအောင်လေသူတို့စစ်သားတွေကိုတိုင်ကဘုံပြေခံရရင်ကြောက်ပြီးထွက်လိုက်တာမှမရှိတာငါတို့တော့ထွက်မလိုက်ရဘူးကျန်တဲ့ကောင်တွေအသေးခံလိုက်ကြဆိုတာမျိုးလုပ်ချင်တာဟုလကောင်ကဆက်လက်ပြောပါတယ် စက်တင်ဘာနောက်ဆုံးပတ်တွင်ရန်ကုန်တိုင်းအစစ်စစ်ကော်မရှင်အစည်းအဝေးတွင်တိုက်ခိုက်ခံရမှုများကိုအရေးပေါ်တုံ့ပြန်နိုင်သည့်အစီအမံများချမှတ်ထားရန်နှုတ်မိန်ပေးသည်ဟုတရားကြောင်၎င်းကဆိုပါသည်ရန်ကုန်တွင်ဩဂုတ်လတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၅ကြိမ်မအောင်မြင်သောဘုံဖောက်ခွဲမှု၃ကြိမ်နှင့်အတီးပြုတ်ရန်စုံစမ်းနေဆဲတိုက်ခိုက်မှု၃ကြိမ်ရှိကြောင်း RSN ကဖော်ပြပါသည်ရန်ကုန်တွင်ဇူလိုင်လတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၄ကြိမ်စွန်လတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၈ကြိမ်နှင့်လုံခြံမှု၁ကြိမ် မေလတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်၊ April တွင်တိုက်ခိုက်မှု9ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်၊မလတွင်တိုက်ခိုက်မှု6ကြိမ်၊ February လတွင်တိုက်ခိုက်မှု6ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်၊ January လတွင်တိုက်ခိုက်မှု3ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်ရှိကြောင်း RSN ကထုတ်ပြန်ထားပါတယ်။တရားမဝင်ရွေးကောက်ပွဲအပိုင်းတက်ကိုရန်ကုန်တိုင်းအတွင်းရှိကမာရွတ်ကြောက်တတောင်တိုက်ကြီးတွန်တီဒဂုံမြို့တက်တောင်ပိုင်းဘိုးတထောင်မယံကုန်းမင်္ဂလာတုံမှော်ပြီးတင်ငန်းကျော် တန်လျင်နေအလုံမျိုးနယ်တို့တွင်ဒီဇင်ဘာ28ရက်ပြုလုပ်မည်ဟုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်ဆလပီထိုင်းနှင့်ကမ္ဘောဒီးယားနေဆက်ပြိပခတွင်လက်နက်ထောက်ပံ့မှုမရှိခဲ့ကြောင်းတရုတ်ငင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ထိုင်းတိမကြသေးမိကဖြစ်ပွားခဲ့သောနေဆက်ပြိပခတိုက်ပွဲများတွင် ကမ္ဘောဒီးယားအတွက်စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခဲ့သည်ဆိုသောသတင်းများကိုထိုင်းနိုင်ငံဆိုင်ရာတရုတ်တန်ရုံးကတရားဝင်ငင်းဆိုလိုက်ပါသည်တရုတ်တန်ရုံးကအောက်တိုဘာ2ရက်နေ့တွင် လူမှုမီဒီယာမှတက်စင်အတီးဖြူချက်တစောင်းထုတ်ပြန်ခဲ့ရတွင်ဇူလိုင်လပြိပခမတိုင်မီရှက်တဲ့တပတ်များအတွင်တရုတ်လုတ်ထုံးကြီးများကိုကမ္ဘောဒီးယားစစ်တပ်ကအုံပြုခဲ့သည်ဟုဖော်ပြသည့် The New York Times အပါဝင်သတင်းများအားတုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်အဆိုပါသတင်းများတွင်တရုတ်နိုင်ငံသည်ပြိပခအခြေအနေကိုတွေ့ဝ၍ဩစာလွှမ်းမိုးခဲ့ကြောင်းအရေးအမှုဖော်ပြခဲ့သည် တရုတ်နိုင်ငံအနေဖြင့်နှစ်နိုင်ငံလုံးအတွဲမိတ်ဆွေအင်ဒီချင်းတက်နိုင်ငံအနေဖြင့်အခြေအနေကိုရောပါသက်သာစေရန်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်းတန်ယုံဤထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထိုင်းကမ္ဘောဒီးယားနှင့်ဆက်တိုက်ပွဲများတွင်အထုံးပြုရန်အတွက်ကမ္ဘောဒီးယားတို့တရုတ်ကဒီဒီစစ်လက်နက်ပစ္စည်းကိုမှထောက်ပံ့ပေးခြင်းမရှိကြောင်းနှင့်ကမ္ဘောဒီးယားကလက်ရှိပိုင်ဆိုင်ထားသောဒီဒီတရုတ်စစ်ဖက်တုံးပစ္စည်းများသည်လက်ရှိတရုတ်ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များမှဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိပါသည်။ ထို့ပြင်နေဆက်အငင်းပွားမှုတွင်ကိုကျိုးစီးပွားကိုမစင်စားကြောင်းနှင့်အာဆီယံနီးလမ်းမှအတက်စင်နိုင်ငံရေးဖြည့်ရှင်ချက်ရှောက်ဖွေရာတွင်အာဆီယံကိုအပြည့်အဝထောက်ခံကြောင်းဖော်ပြလျက်ဈာနေရေးမှုကိုထိန်းသိမ်းထားသည်ဟုတရုတ်တန်ယုံကထုတ်ပြန်ခဲ့ပါသည်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာကူကဒန်နယူးယောက်ချိုင်းသတင်းစာကဖော်ပြခဲ့သောအဆိုပါကိစ္စနှင့်ပတ်သက်၍အမျိုးသားလုံခြုံရေးကောင်စီ၏အစီရင်ခံစာကိုစောင့်ဆိုင်းနေကြောင်းအောက်တိုဘာ၂ရက်တွင်ပြောကြားခဲ့ပါသည်။